တရက်6လ2025မှဒီ9ရက်6လ2025တပတ်စာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါတရက်6လ2025မှဒီ9ရက်6လ2025တပတ်စာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီလိုတနင်္ဂနွေဂျိုးတပတ်စာမှာ အဲဒီဘက်သား6လပိုင်း9ရက်နေ့14ရက်ကျော်သွားရင်နောက်ကျိုးတစ်ခုကိုပြောင်းလို့မှာဖြစ်ပါတယ်ဒီချိန်မှာမိသားစုတွေအနေနဲ့ခေါင်းထဲသားသမီးအားလုံးတို့ဒီအိုးဝင်လောက်ကန်တဲ့ပတ်သက်တဲ့ကိစ္စမှာကိုကိုကိုရင်ကိုမိသားစုကိုလုံငန်းကိုခင်ဗျာဒီချိန်မှာတင်းတင်းကြပ်ကြပ်နဲ့ဦးစီးဦးဆောင်ပြုပြီးတရားလုပ်ခင်ဗျာအိုးဝင်လောက်ကန်ပွင့်လန်းတဲ့ကာလမျိုးဖြစ်တဲ့အတွက်အိုးသေးအိမ်သေးလုပ်ငန်းသေးအလုပ်သေးကင်သေးအသေးအသေးတီဆောက်ပြီးတော့ခင်ဗျာအစပြုပြီးတော့တစ်ချိန်မှာဒီနှစ်ကုန်ငန်းဒီမှာ၁၂လပိုင်းမှာဒါအောင်မြင်မဲ့ကာလမျိုးတွေဖြစ်ပါတယ် ကိုရင်ကိုရမှာနေမယ်ကိုလို့ကိုကိုလို့မယ်အာကိုမိသားစုကိုချစ်ချစ်ခင်ခင်နေမယ်စင်ပြေတပြို့အဲ့ဒီချိန်မှာခင်ဗျာကိုကိုရင်မနေချင်ဘူးကိုအိမ်ကိုကိုလုံငန်းမှာစိတ်ဝင်မစားဘူးအဲ့အိမ်မှာမနေချင်ဘူးအိမ်မှာနေရင်ပြဿနာရှာဆိုတဲ့ကိစ္စမျိုးတွေပေါပေါက်နေတာဖြစ်တဲ့အတွက်ကိုကိုရင်ကိုမိသားစုကိုလုံငန်းဟိုတာဂယုစိုက်လို့ရင်အောင်မြင်ကြကြတတ်ပြီးတော့ကိုရင်ကိုရကိုမိသားစုနဲ့ပတ်သက်လို့ခင်ဗျာအိမ်မှာမနေချင်ဘူးအိမ်မှာနေရင်လုံးမလုပ်ဘူးရုံးမှလည်းမပြောဘူးအလုပ်လည်းကောင်းကောင်းမလုပ်ချင်ဘူးအဲ့ဒါအိမ်လာရင်ပူညာပူညာလုပ်တယ်အဲ့ဒါလူတွေ ခင်ဗျာကြာဆုံးမှုတွေဖြစ်ပေါ်နေတဲ့ကာလမျိုးရတဲ့ရလက်ကအခွင့်လေးကိုလက်လွတ်ဆုံးရှုံးရတဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့အစီအမပြေကြတဲ့ပုံကိုအားလုံးတို့ဒီခင်ဗျာအိုးရင်လောက်ကိုင်းအစီအမပြေဘူးဆိုပါတော့ဗျာကျွန်တော်တို့ကဘရားကျော်လေးဘရားလေးတွေဝေးအောင်လို့ဘရားကျော်လေးတခုကိုရာဦးတောင်းအောင်မြောက်အောင်လှည့်ပြီးမှစားပြီးမှသုသာအသင်ဘရားကျော်လေးရဲ့အကျွန်တော်လောက်ကိုင်းမကောင်းဘူးဗျာကျွန်တော်ပြဿနာတွေကိုကြောက်တယ်အကြောက်ရပြဿနာတွေဝူးကွာခြင်းနဲ့ ပြဿနာကိုဝေခွာနေနိုင်တဲ့အခွင့်အလမ်းတွေပေါ်အမြန်ဆုံးကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းပြဿနာကြောက်တဲ့လူကတော့ဘုရားကျောင်းလေးစပြီးမှဆူတောင်းရင်အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စမှာပွန်းလမ်းမှာဖြစ်ပါတယ်ဒါမှမဟုတ်ရင်တော့ခမရအလုတ်အကိုင်းတဲ့ပတ်သက်တဲ့ကိစ္စအောင်မြင်ကြကြခြင်းတော့ဘူးသီးကျော်လေးပါဗျာဘူးသီးကျော်လေးတစ်ခုလောက်စပြီးမှဆူတောင်းရအောင်တော့နောက်မြောင်းတော့လှည့်ပြီးမှဆူတောင်းဘူးသီးကြော်မရတဲ့လူတွေကဒီချိန်မှာမိုးရွာတော့ဘူးရွက်ဟင်းညိုလေးဘူးရွက်ကလေးဘူးရွက်ဟင်းညိုလေးကိုကျိုး ကျိုးပြီးမှဘိုးရဲ့ဟင်းညိုလေးကိုရောက်တော့မြောက်တော့နောက်မြောက်တော့လှဲ့ပြီးမှတသွန်းတော့တောက်ပြီးမှဆူတော့ခင်ဗျာရောက်တော့ဘိုးရဲ့ကလေးအမှဘိုးသူကျော်လေးစားပြီးဆူတော့မလားဘိုးရဲ့ဟင်းညိုလေးတောက်မလားခင်ဗျာပြဿနာတွေကြောက်ရင်ဘရားကျော်လေးနဲ့ပတ်သက်လို့စားမလားကိုကိုရင်ကိုမိသားစုမှမပြောဘူးအလုပ်တွေမလုပ်ဘူးအိမ်မှာမရှိဘူးအိမ်မှာပူညာမူညာလုပ်နေတဲ့လုပ်ငန်းမှာမပြောတဲ့လူတွေကတော့ဘရားကျော်လေးကိုစားပါဗျာဘရားကျော်လေးစားပြီးဆူတော့ အဲ့ကပိတ်ဆိုနေတဲ့အလုံးနဲ့ပတ်သက်တဲ့ကိစ္စတွေပွင့်လန်းပြီးတော့ဘူးသီးကျော်တွေစားမယ်ဆိုရင်တော့လက်ရှိနေတဲ့ပုံမတိုးတက်တဲ့လုပ်ငန်းများပုံမတိုးတက်တဲ့အင်အားများရရှိခံစားမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ပထမဆုံးရည်ရွယ်ချက်လေးပေါ့ဗျာမန်နီပတ်သက်တဲ့ပတ်သက်တဲ့ဈေးကြမှာဒီချိန်မှာအောင်မြင်ကြကြတတ်တယ်မိမိရတဲ့ရတဲ့တဲ့အခွင့်ရေးတဲ့တစကြော်တော့ရတဲ့တဲ့အခွင့်မျိုးတွေဖြစ်ပါတယ်ဒါပေမဲ့လက်ထက်ရောက်ပြောက်လဲကိုယ်ကဝန်းစာမပြည့်သလိုပေါ့ဗျာအိမ်ဆောင်အမှန်ဆိုပတ်သက်လုပ်လိုက်ဝင်လာလိုက်ဝင်လာလို့ထဲလိုက်အဲ့ရွာပေါ့ ပတ်သက်လဲကိုဝင်အိမ်လဲပြီးလို့ဆိုအဲ့ဒါမျိုးဖြစ်တာပေါ့ဝင်းတာတော့ပြည်ဝင်းတာဝင်းတာတော့ပြည်သွားမယ်ပတ်သက်ကတော့လက်ထက်မှာရောက်ပြောက်ဖြစ်တာပြည်ကျွန်တော်တို့ရပြန်လက်ထက်မှာပတ်သက်ကြီးတယ်ပြည်စည်းကဝဲဝဲ300ကြီးက3လုံးနောက်တစ်ခါပတ်သက်ထားဝင်လာလိမ့်မယ်လက်ထက်မှာပတ်သက်ရှိရင်ကုန်တတ်ပြီးတော့လက်ထက်မှာပတ်သက်မရှိရင်တော့ပတ်သက်နဲ့ပတ်သက်တဲ့ဝင်စီတတ်တဲ့ဓာတ်တွေရှိပါလေဗျာဒါကြောင့်ခုနလေးကပေးထားတဲ့ရေဒီယာလေးတွေပတ်သက်လူရရေတော့တင်းနေလားအရှိရကူလည်း မေယာကျော်လေးစာပြီးမှစူတောင်းငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်တဲ့ပုံကအလုံးကငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲတွေပြေပြောက်အောင်မေယာကျော်လေးကိုတင်းတင်းလာအရှိရကိုလှည့်ပြီးမှစာပြီးမှစူတောင်းလိုက်စမ်းပါဗျာအသင်မေယာကျော်လေးရဲ့ကျွန်တော်ငွေတွေလူတွေကျွန်တော်ငွေတွေလူတာဘလို့ကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်လိုချင်တာဘလောက်အဲ့ဒီကလေးတွေကျွန်တော်မှပိတ်ဆို့နေတယ်ဗျာဒါကြောင့်မေယာကျော်လေးကကျွန်တော်မှပိတ်ဆို့နေတဲ့ငွေကြီးတွေငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုတွေငွေကြီးနဲ့အစင်မပြေမှုလွဲချော်မှုတွေအများဆုံးအဆင်ပြေအောင် ကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းတင်းလာအရှိအရာကိုလှည့်ပြီးဆူတော်လက်ကြည့်နေရတဲ့ပုံမတူတဲ့ချိန်တော့ဘူးသီကျော်လေးစားပြီးမှဆူတော်ဘူးသီကျော်မရရင်တော့ဘူးရဟင်းညိုလေးတောက်ပြီးမှတင်းလာအရှိအရာကိုလှည့်တစုံလောက်တောက်ပြီးမှသူတောင်းလိုက်သမှာဗျာတင်းတော့မှပိတ်ဆိုးနေတဲ့အိုးရင်လောက်ကိုင်းများငွေကြေးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်ဘူးသီကျော်တို့ဘရာကျော်တို့မှဒီလိုကာလအတွင်းမှာတော့ရာဟုတော့နောက်မြောက်တော့လဲရင်တော့အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာအန်တေကင်းဖြစ်ရှင်ပြီးပွင့်လန်းတတ်ပြီးတော့တင်းလဲ အရှိရကိုလှည့်ပြီးမှအဲခမရစားမယ်တောက်မယ်စူတောင်းမယ်ဆိုရင်တော့ပိတ်ဆို့နေတဲ့ငွေကြီးင်းမှာငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုမှာငွေကြီးနဲ့ယာယီလွှဲချုံမှုများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါဒီချက်ကြီးတဲ့ဒီချိန်မှာကိုယ်လုံငန်းနဲ့ကိုယ်အိမ်မှာနေတဲ့စိတ်ကကိုယ်အိမ်မှာလူအပြင်မှာစိတ်ကရောက်နေတာဟာဒီအလုပ်ပတ်စံတော့ရတယ်ဒီနေ့သတိရတယ်အပြင်သွားလို့ရင်နေ့အဲ့နှစ်သိန်းလောက်ရမှာပဲသူအပြင်ကိုစိတ်တွေရောက်နေတဲ့ကာလာမျိုးတွေဖြစ်သွားတယ်စိတ်မြန်ပြီးတော့လူနဲ့စိတ်နဲ့မကတ်တဲ့ကာလာမျိုးဖြစ်တဲ့ ိုကိုရင်ကိုမိသားစုကိုလုပ်ငန်းမှာအဲဒီတော့တယောက်နဲ့တယောက်အစင်မပြေမှုတွေကြုံတတ်ပြီးစိတ်တိုင်းမကြတဲ့ကာလမျိုးတွေဖြစ်ပါတယ်။အာုံနောက်တယ်ပေါ့ဗျာအာုံနောက်နေတာပေါ့အဲဒီတော့အာုံနောက်နေရင်တော့ခမရအင်္ကာတော့ရှေ့တောင်တောင်လှဲ့တည့်ရပင်ရတည့်ရရကလေးကိုင်းပြီးတော့ဆူတောင်းမလားအတည့်ရကလေးခုပြီးမှဆူတောင်းဒါမှမဟုတ်တည့်ရသီးလေးတစ်စိတ်လောက်ကလေးအင်္ကာတော့ရှေ့တောင်တောင်လှဲ့စားပြီးမှဆူတောင်းအသင်တည့်ရသီးလေးရကျွန်တော်စိတ်တည်ညစ်နေတယ်ဗျာကျွန်တော်ပတ်သက်နေပတ်သက်တဲ့လိုအပ်ချက်တွေဖြစ်နေတယ်ကျွန်တော်လောက်ကနေပတ်သက်တဲ့လိုအပ်ချက်တွေဖြစ်နေတယ် အိမ်လေးလည်းပြင်နေတယ်ဗျာအိမ်ထဲမှာရှိတဲ့မိသားစုကလည်းလောက်ကင်နေမကောင်းဘူးအဲ့ဒါလေးတွေနဲ့ပတ်သက်ပြီးကျွန်တော်စိတ်သက်တည်ကြနေတယ်ကျွန်တော်ကြနေတဲ့စိတ်သက်တည်အများဆုံးတက်ကြွပြီးတော့ကျွန်တော်ဖြစ်သေးခြင်းနဲ့အတိုင်းကြတဲ့ငွေကြီးအစင်ပြရမယ်အလောက်ကင်နေစင်ပြရမယ်မိသားစုပြောပြခြင်းကျန်းကျန်းမာမာချမ်းသာတဲ့လူနိုင်တတ်နဲ့အောင်စိတ်ချမ်းသာပြောခြင်းသာနဲ့လူနိုင်တတ်နဲ့အောင်အသင်တည်းအသီးရိယာကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းအင်္ကာတော်အခြေတော်တော်လက်ပြီးမှတည်သီးလေးကိုစားပြီးမှဆူတောင်းမယ်တရက်ကလေးတည်းကိုခုကင်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှပိတ်ဆို့နေတဲ့ကိစ္စတွေများ စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်။ကိုယ်နဲ့နေနေစက်တဲ့တဲ့တိလူယောက်ျားဒီအချိန်မှာလူယောက်ျားတွေနဲ့ပတ်သက်တဲ့နာကျင်မှုအနော်အပရိုက်ကြအဖွဲ့တွေငွေကြေးနဲ့ပတ်သက်တဲ့လူခံတဲ့အဖွဲ့တွေသာသနာပြုတဲ့ပုံကိုယ်တွေအာခမရနာမည်ပြည့်စရာကြုံတွေ့ရတဲ့ကာလမျိုးတွေပြဿနာလားဆိုပြဿနာပါပြဿနာလည်းမဟုတ်လားဆိုတော့ပြဿနာမဟုတ်ဘူးဒါကြောင့်အလူတန်းနဲ့ပတ်သက်တဲ့လောက်လောက်ကင်ရတဲ့အမသာသနာဝန်ထမ်းတွေအလူတန်းလုပ်တဲ့ပရိုက်ကြသမားတွေဒီချိန်မှာ အပြောဆိုခံတတ်တဲ့ပြည်တည်ရှုပ်ချမှုတွေခံတတ်တဲ့ယာယီလွဲကြုံမှုတွေကြုံတတ်တဲ့ဘုံကြီးတွေနဲ့ပတ်သက်တဲ့ကိစ္စမှာလည်းအလူတန်းနဲ့ပတ်သက်မှာမိမိရွေမြုံမှန်းတယ်လို့စိတ်ကူးထားတယ်လို့မဖြစ်တတ်ပဲနဲ့အစင်မပြေတတ်ဘူးဗျလူယောက်ျားတွေနာကျင်မှုကိုဖြစ်ပေါ်သေးတော့သာသနာနဲ့ပတ်သက်တဲ့ကိစ္စအောင်နာကျင်မှုကိုဖြစ်ပေါ်သေးတော့အလူဒါနာတွေနဲ့ပတ်သက်တဲ့ပရိဒါတွေမှာနာကျင်မှုကိုဖြစ်ပေါ်သေးရောကိစ္စတွေကြုံတွေ့ရတဲ့ကာလမျိုးတွေပါဟုတ်တလားဆိုဟုတ်ပါတယ်တကယ်ဟုတ်လားလားဆိုလည်းမဟုတ်ဘူးမဟုတ်ဘူးလားဆိုလည်းဟုတ်ပါတယ်တယောက်နဲ့တယောက်အေးစေးစေး အဲအစဉ်ပြေမယ်ရှင်းလိုက်ရင်ပြီးသွားတဲ့ကိစ္စကိုဤလေလေဖြစ်တတ်တဲ့မလိုအပ်ဖက်နဲ့နာကျင်မှုတွေနာမည်ပြတ်မှုတွေဒီအဲ့ဒါမျိုးတွေကြုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာလူတွေအော်မာယွန်းနေတယ်လို့ဆိုရပါစို့ဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်လို့ဓာတ်ပြစ်တယ်သာသနာနဲ့ပတ်သက်လို့ဓာတ်ပြစ်တယ်ပရိဒါလုပ်တဲ့လူတွေနဲ့ပတ်သက်လို့ဓာတ်ပြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်အဲ့ဓာတ်ပြစ်နေတဲ့လူတွေအားလုံးတို့ဒီဗုဒ္ဓတောင်ရက်ကိုလှည့်ကျွန်တော်တို့ကတော့အမဟိုဇီးသီးလေးတစ်လုံးလောက်ဇီးဟိုလေးတစ်လုံးလောက် ဒါမှမဟုတ်ရင်လည်းစံလေးပေါ့ဗျာလက်ထဲမှာစံတစ်သုံးလောက်ကိုင်းစူးတော့အတင်စံလေးရဲ့အတင်ဇီယိုလေးရဲ့ဇီယိုလေးဆိုစပေါ့ဇီတုတ်ကလေးဆိုလည်းစပေါ့ဗျာတခုလောက်စစပြီးမှစူးတော့လက်ထဲမှာစံလေးကိုင်းမယ်ဆိုရင်အတင်စံလေးရဲ့လိုကိုင်းကျွန်တော်တို့ဒီလူယောက်ျားတွေနဲ့ပတ်သက်တာအလုတ်ကန်ကောင်းကောင်းမလို့ဘူးလူယောက်ျားတွေမှာနာမည်ပြည့်စရာတွေကျုံနေသာသနာပြုတဲ့အခါမှာဘလူပုံသားနေတဲ့သာသနာပြုနေတဲ့အလူတွေခံမယ်ဆိုရင်ဘလူတွေလူခံမယ်အလူငွေရလိုက်နေလိုက်တာဗျာအဲဒါကြောင့်မြင်များလိုချင်တယ်ကျွန်တော်တို့သာသနာပြုတဲ့လုပ်ငန်းတွေအဆင်ပြေချင်တယ် ိမ်မှာရှိတဲ့လူကရက်တီတောက်နေတယ်အပြောစုမတတ်ဘူးဗျာဆဲသလိုဖြစ်နေတယ်အဲ့ဒီလူယောက်ျားတွေဓာတ်ပြက်နေတယ်သာသနာပြုတဲ့ပုံကိုယ်တွေဓာတ်ပြက်နေတယ်သာသနာနဲ့ပတ်သက်တဲ့ဆောင်ရွက်တဲ့ပြိုက်တဲ့အဖွဲ့တွေဓာတ်ပြက်နေတယ်ပြက်နေတယ်ဓာတ်ပြက်နေတယ်ကိစ္စတွေအများဆုံးဓာတ်တွေကောင်းပြီပုံမှန်တိုင်းပြန်လဲလက်ပတ်လို့ရအောင်ပူညီစောင့်ကြောက်တော့မူပါဆိုတဲ့အကြောင်းစံလေးကိုလက်ကကိုင်းပြီးမှဆူတော့စံလေးလက်တစ်စုပ်လောက်ညာဘက်လက်ကကိုင်းပြီးဆူတော့မိမှအဲ့ဒီဇန်လေးကိုတိရစ္ဆာန်လေးတွေကုသလို့ပါဗျာတိရစ္ဆာန်လေးတွေစားပါလိမ့်မယ် စရင်တော့ပြေးပြီပြို့မစရင်တော့နောက်တစ်ကြိမ်ပြန်ပြီးတော့စူတောင်းမိမှပြန်ကျူးရဗျာမပြေဘူးဆိုတော့ဘယ်လူဘယ်သတိစံကျွေးကျွေးလုံးဝကိုမစားပါဘူးဗျာစားပြီဆိုမှပြေးမှဖြစ်ပါတယ်မစရင်တော့နောက်တစ်ကြိမ်ပြန်လို့ပြုလုပ်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီတစ်ပတ်အတွင်းမှာလူယောက်ျားတွေနဲ့ပတ်သက်တဲ့နာကျင်မှုလူယောက်ျားတွေနဲ့ပတ်သက်တဲ့အထင်မြင်လွဲမှားမှုလူယောက်ျားတွေနဲ့ပတ်သက်တဲ့မလိုအပ်သောကိစ္စများကြောင့်ပြဿနာတွေရတဲ့ကာလမျိုးတွေကြုံတွေ့ရတဲ့ကိစ္စကိုဒီခေခေရတော့ဗုဒ္ဓတောင်ရက်ကိုလှည့် ဆန်လေးကိုကင်ပြီးမှဒီတို့ကလေးဒီဒီလေးတလုံးလုံးစားပြီးမှကင်တွေ့ချင်းဖြင့်ဆန်လေးကိုကင်ပြီးဆူတောင်းတာတော့ပိုးကောင်းတယ်ဗျာအဲ့ဒါလေးကင်တွေ့ပြီးမှဆူတောင်းချင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတော့လူယောက်ျားနဲ့ပတ်သက်တဲ့သာသနာပြုတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးအစီအပြေသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်သာသနာပြုတဲ့ပုံစံတွေနဲ့ပတ်သက်တဲ့အနောက်ကျအဟန္တာအခက်အခဲအာဆုံးအထင်အညီလေးတွေရှိရင်တော့ဗုဒ္ဓတောင်ရကိုလက်ဆန်လေးကင်ပြီးဆူတောင်းချင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းမှာဒီကြောင့် ရွှေညာမီမိသားစုကိုကြဆရာကြီးမြန်မာပြည်မှာလေးလေးစားစားရေရများတင်ပြပေးလိုက်ပါတယ်ဗျာကိုနဲ့နိနဲ့ဆက်တဲ့မင်းအုပ်ချုပ်တဲ့မင်းဒီချိန်မှာပညာရေးနဲ့ပတ်သက်လို့အားကောင်းနေပြီကျောင်းနေတာမြန်မြန်အကြအကျောင်းနေအားလို့ရှိရင်တော့ကျောင်းနေမှာဒီနှစ်ဒီချိန်ကာလမှာတော့ပညာရေးနဲ့ပတ်သက်တဲ့အခက်အခဲတသုံးတရာမရှိနေခင်ဗျာချောချောမှုမှုအစဉ်ပြေးသွားမှာဖြစ်ပါတယ်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းဒီချိန်မှာခင်ဗျာပြဿနာတသုံးတရာမရှိနေအောင်မြင်ကြကြတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ် မြေယာတွေဝယ်မယ်ဆိုရင်တော့မြေယာနဲ့ပတ်သက်တဲ့ကိစ္စမြေနဲ့ပတ်သက်တဲ့ကိစ္စတွေအယောင်ဝယ်မှမှာပဲနဲ့အစင်နေပြည့်တတ်ပါလေဗျာနော်သို့တော်လည်းအားလုံးတို့ဒီငွေကြီးနဲ့နှီးနေဆက်သက်တဲ့ပါမိမိလိုအပ်ချက်ရအခက်အခဲဖြစ်ကြတဲ့လူတွေကြီးပဲဖြစ်ပါတယ်မင်းနေရာလဲငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲမြေယာဝယ်မယ်လူရလဲမြေဝယ်ဖို့အတွက်မြေမြေသိန်းလုံးတွေနဲ့ပတ်သက်တဲ့အခက်အခဲနော်ကြောင်းရမယ်လူရလဲကြောင်းနဲ့ပတ်သက်တဲ့ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲကြုံတွေ့ရတာဖြစ်ပါတယ်မင်းပညာကြီးနဲ့ပတ်သက်တဲ့ကိစ္စနော်အပြောင်းအလဲရာထူးထူးနဲ့တမငွေကြီးပေးရကမ်းရပါတယ် အာရပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်ပြေပါတယ်ငွေကြေးကုန်ကျမှုတွေများတဲ့ကာလမျိုးဖြစ်ပြီးမင်းနေရတော့ရွှေကောင်းပြောင်ပြောင်မင်းအောင်ပါမင်းနေအဆင်ပြေတဲ့ပညာရေးနဲ့ပတ်သက်လို့အဆင်ပြေတဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကြက်တဲမှုတွေကျုံးတရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်မင်းနေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအောင်မြင်ကြောကြားခြင်းနဲ့ဆိုရင်တော့ဘုံအွန်းကြာသာပရိအနောက်ရက်ကိုလှဲ့အာလူးလေးကိုကန်းပြီးမှဆူတော့အသင်အာလူးလေးရဲ့ကျွန်တော်တို့ပြေကြောင်းရမယ်ကြောင်းရတဲ့ခါမှာအဆင်ပြေခြင်းနဲ့ အကြောင်းအတဲ့မှာကုန်ကြမယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေစင်ပြေခြင်းနဲ့ကျွန်တော်တို့မင်းနေဖြစ်တယ်ယာရုတွေတိုးမယ်အပြောင်းအရွှေ့တွေလုပ်မယ်အပြောင်းအရွှေ့လုပ်တဲ့နေရာဒီမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေစင်ပြေပြီးတော့ကျွန်တော်တို့လုံးတမကိုင်းနေမှာအစင်ပြေအောင်ကူညီပါမြေဝဲမယ်ဝဲတဲ့စီကမြင်းနေမှာကြောက်လို့ငွေကြီးနဲ့ပတ်သက်ငွေပတ်သက်ချီးတဲ့အခါမှာစင်ပြေပါသေးဆိုတဲ့အကြောင်းလေးကိုကြာသာပရိအနောက်ရက်ကိုလှဲ့အာလူလေးကိုကင်ပြီးမှဆူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတော့အလောက်ကိုင်းများအလောက်ကိုင်းကြောင့်ဖြစ်ပေါ်တော့ငွေကြီးများမင်းနဲ့ပတ်သက်တဲ့အလောက်များ မင်းနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ငွေကြီးများပညာရေးနဲ့ပတ်သက်တဲ့ဖြစ်ဖြစ်ပေါ်နေတဲ့ငွေကြီးများမိယာရီနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ငွေကြီးများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအာလူဆိုတာဥလာပါတယ်ဥအောင်လို့ကျွန်တော်တို့ကုညီစောင့်ရှောက်နေတာဖြစ်ပါတယ်နော်ဦးသားခြင်းနဲ့ခီးရတခုပြောခြင်းနဲ့စကားတခုပြောခြင်းသူလို့ပြောခွင့်သွားခြင်းသူလို့သွားခွင့်မရခြင်းနဲ့ပုတ်ဘူးတဲ့မရဘူးမရဘူးပြောခြင်းနဲ့စကားပြောရင်ဖန်ခါမယ်သွားခြင်းနဲ့ခီးသွားလို့ရှိရင်အသိခံမယ်အဲ့ချိန်မှာသွားသတိလာသတိလှုပ်သတိဂိုင်းသတိနဲ့အနေကင်းဖေးရှင်းပြီးတော့ အစဉ်ပြေခြင်းနဲ့ဆိုတော့ဗုဒ္ဓတောင်ရက်ကိုလည်းရေးလေးတောက်ပြီးမှသူတောင်အတင်းရေးလေးရဲ့ကျွန်တော်ဒီကနေပြီးတော့ဘယ်ခီးကိုသွားမယ်သွားတဲ့ခီးရေးစင်ပြပါသေးကျွန်တော်သွားတဲ့ခီးဒီမှာလမ်းရင်လေးတွေအားလည်းအန်တီကင်းပြရှင်းပြီးစင်ပြပါသေးအဲဒါကြောင့်တော့ပြောစောစကားများအောင်မြင်ကြကြပြီးပြောတဲ့သွားတယ်လာတဲ့ခီးများအစဉ်ပြေအောင်အတင်းရေးလေးကကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းအပြင်ထွက်မဲ့ပုံကိုယ်တိုင်းပြောမဲ့စကားတွေပြောမဲ့ပုံကိုယ်တိုင်းကတောင်ရက်ကိုလက်ပြီးမှရေးလေးတောက်ပြီးဆူတောင်းမယ်ဆိုရင် တင်တို့သွားသမျှခီးများအန်တရယ်ကင်းပြီပြောသမျှဆိုသမျှအောင်မြင်ကြကြသွားမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးရှိတယ်ဒီချိန်မှာရိုးရာတွေနဲ့ပတ်သက်တယ်မှာရိုးရာတွေပြက်နေတယ်အာကောကိုတိုင်းနဲ့ပြည်နယ်မှာပြည်နယ်တွေအာကောင်းမှုတိုင်းအာမကောင်းမှုအာနိုင်ငံကြီးတဲ့အခါမှာနိုင်ငံအာမကောင်းမှုနဲ့တခြားနိုင်ငံတွေအာကောင်းတဲ့ကာလမျိုးဖြစ်ပါတယ်အပြင်ရောက်နေတဲ့လူတွေအစင်းနေပြေးပြီးတော့အပြင်မှာသူများနိုင်ငံကိုသွားလှုပ်လှုပ်တယ်အဲ့လူတွေနဲ့ပတ်သက်တဲ့တခုလူလုံးရင်အစင်းပြေးမယ်အဲနော်ကျွန်တော်တို့အပြင်မှာရောက်တဲ့လူတွေအစင်းပြေးအတွင်းထဲမှာပိတ်ကျပြီးတော့ မောတိန်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်အတွင်းစီပြက်နေတဲ့ကာလမျိုးဖြစ်ပါတယ်တိုင်းထဲမှာဆိုလဲအတွင်းစီတွေပြက်တဲ့တယောက်နဲ့တယောက်ယုံကြည်မှုတွေကင်းမဲ့တယ်အဲတခါကျွန်တော်နိုင်ငံတွင်းမှာလဲတယောက်နဲ့တယောက်ယုံကြည်မှုတွေကင်းခဲ့ပြီးတော့တခါမြလင်းလဲတယ်လို့တတ်ကြဖျားကြလူကြရဲကြခိုးကြဝဲကြအဖြစ်နေတဲ့ကာလပြီးမြင်ရကုန်မမြင်ရကုန်ရိုးရိုးဖြစ်နေတာဖြစ်တတ်ပါတယ်ဒါကြောင့်လူတွေနဲ့ပတ်သက်တဲ့မှာအဆုလိုက်ပြုံလိုက်တခုခုနဲ့ပတ်သက်တဲ့အမှားယွင်းတွေကြုံနေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ရိုးရဖို့ရင်တို့ရာကြောမှာဖြစ်ပါတယ်ဗျာ အစ်စ်ပြန်လဲတိဆောက်ရီစနေတာဖြစ်တဲ့တဲ့ရိုးရီပေါ်ကြပါရိုးရဖို့ရင်တော့ဒုရာကျော်မှာဖြစ်ပါလေဗျာရိုးရဖို့မဲဆိုရင်တော့ကျွန်တော်တို့ကနွားနို့လေးကိုဖျောဖျောပြီးမှဖျားဟုတ်ကဓမ္မမုံရင်နွားနို့လေးဖျောကြာသာပရိအနောက်ရက်ကိုလှည့်ပြီးမှဆူတောင်းပါဗျာအတင်နွားနို့လေးပြောရဖို့လို့ဒိုးအကြိုးခြင်းနဲ့ကျွန်တော်တို့အမှုခင်းပြဿနာကြီးဝေးခြင်းနဲ့အိမ်နေမိချုမဲ့ကံအိမ်နေပြည့်စည်မဲ့ကံ အိမ်နေအိုးရင်လောက်ကန်နေပြည့်တဲ့ကိစ္စရေတန်းမိုးတန်းငလင်းတန်းအဲ့ဒီဓာတ်နေနဲ့ပတ်သက်တဲ့လုကင်းညင်နေအန်ဒရီကင်းညင်နေမြင်သမျှမမြင်ရတဲ့အန်ဒရီမကြည့်ပဲနဲ့ကျွန်တော်တို့ဒီအိမ်လေးတွေမိသားစုမှာအဆင်ပြေခြင်းနဲ့ဗျာဒါကြောင့်ကျွန်တော်တို့ရိုးရဖော်ရတယ်ရိုးရဖော်တဲ့အတွက်ကျွန်တော်တို့အိမ်နဲ့ပတ်သက်တဲ့မိသားစုနဲ့ပတ်သက်တဲ့သွာလာလောက်ကြအန်ဒရီကင်းအောင်ဥကြီးစောင့်ချောက်ပါဆိုတဲ့အကြောင်းကြာသာပရိအနောက်ရက်ကိုလှည့်အခမဲ့နွားနုလေးကိုစူတောင်းပြီးမှတစုံတယောက်တို့သူကိုအစာအာဟာရကုသိုလ်ပြုလုပ်ပါဗျာပြုလိုက်ရင်တော့ခင်ဗျအန်ဒရီကင်းသွားမှာဖြစ်ပါတယ် နော်ဒါမှမဟုတ်ရင်လက်ဖက်တုပ်ကလေးကိုဖြောလက်ဖက်လေးဖြောလိုက်တာပေါ့ဗျာပြောပြီးတော့ကြာသာပတိအနောက်ရကိုလက်ရိုးရဖောလို့ဒိုးရကြောရပရဲ့စီခမရမှာပိတ်စုံနေငွေကြီးများပိတ်စုံနေတဲ့အလောက်ကင်များပိတ်စုံနေတဲ့အရာတွေနဲ့ပတ်သက်တဲ့ကိစ္စပိတ်နေတယ်ပိတ်နေတယ်ပိတ်နေတဲ့ကိစ္စအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အဲအကြောင်းခမရပိတ်နေတယ်ဆိုရင်တော့လက်ဖက်လေးကိုဖြောကြာသာပတိအနောက်ရကိုလက်ပြီးဆူတောင်းမယ်ဆိုရင်ပိတ်တဲ့ကိစ္စတွေပွင့်ပြီးအန်ဒရယ်ကြီးကြောက်တယ်ဆိုရင်တော့အနောက်ရကိုလက်နွားနိုလေးကိုဖြော စူတောင်းပြီးမှတစုံတယောက်တော့သူကိုကုသပြုမယ်ဆိုရင်တော့ရိုးရပေါ်ပြီးတော့ဒိုးရကျော်ပြီးတော့အမှုကင်းပြဿနာများဝေးကွာပြီးရွှေတွဲလဲငွေတွဲလဲနဲ့သာသနာပြုနိုင်တဲ့ပုံစံများဖြစ်ပါလေဗျာဒါကြောင့်ကျွန်တော်တို့တရက်6လ2025မှသည်ခုနှစ်ရက်6လ2025တပတ်သာကံကြမ်းမှာကိုတင်ပြပေးနေတာဖြစ်ပါလေဗျာကျွန်တော်တို့ပေးတဲ့ရေတရားလေးတွေလွယ်လွယ်လေးတွေပေးတာပါလွယ်လွယ်လေးတွေပေးပြီးတော့လွယ်လွယ်လေးတွေနဲ့ပြုလုပ်လိုက်သမှာခမတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေ ျွန်တော်တို့ရဲ့အဓိကရေကခொနယ်သားသမီးကေတင်မှာဖြစ်ပါတယ်ကေတင်မှုပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကေချင်းချင်းနဲ့စီစဉ်တာလေးတွေကြောင့်ကျွန်တော်ဒီရေရာလေးကိုလွယ်လွယ်ကူကူတင်ပြနေတာဖြစ်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဗျာချွေညာမိမိသားသူကကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ